ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာသခိုင်းငလျင်ကြောင့်ဝင်ကြီးဌာနရုံးများနဲ့ဝန်ထမ်းအင်အားများပြိုကျပြည့်စည်မှုအတွက်မူလကတိစောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများအနေနဲ့ ်ပြန်လည်ပြီးတော့ပါဝင်တိဆောက်ပေးရန်မင်းအွန်လိုင်းကအမိန့်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကပြင်အား9ဒသမ9အဆင့်ရှိတဲ့သခိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့်နေပြည်တော်မှာတမရယုံဝင်ကြီးဌာနယုံဝန်ထမ်းအင်အားများစေယုံများစေယုံများတမရအိမ်တော်လွှတ်တော်အပါအဝင်ဌာနဆိုင်ရာယုံအများစုပြိုကျပျက်စီးခဲ့ရမှာမူလကတိဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကပြန်လည်ပြီးတော့ပါဝင်တိဆောက်ပေးကြပါရန်မင်းအွန်လိုင်းကညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ် အရေးအသွေးမမီဘဲနဲ့တိဆောက်ခဲ့လို့အခုလိုမျိုးပြိုကျပျက်စီးမှုတွေဖြစ်တာပေါ့အဲ့ဒီအတွက်မူလကတိဆောက်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ပြန်လည်ပြီးတော့တိဆောက်ပေးဖို့တာဝန်ရှိပါတယ်လိုအပ်တဲ့သွင်းကုန်ဘီလက်မြေတွေတဲနဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့ညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုဘဲနဲ့တင်သွင်းခွင့်ပေးမယ်ပြန်ပြီးတော့တိဆောက်ပေးဖို့မူလကကုမ္ပဏီတွေမှာတာဝန်ရှိတယ်ဆိုပြီးတော့ညွန်ကြားချက်တွေထွက်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ကုမ္ပဏီများအနေနဲ့ နေပြည်တော်စီပင်သားရဲကော်မတီအဆောက်အဦများပြန်လည်ပြုပြင်အသုံးချရေးနဲ့အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံကိုဆက်သွယ်ရန်ဧပြီလ26ရက်နေ့မှာစစ်ကောင်စီကအမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။မင်းအောင်လိုင်ကနေပြည်တော်ကိုပြန်လည်တည်ဆောက်ရေးအတွက်ကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးထားပြီးတော့နေပြည်တော်မှာရှိတဲ့ရုံးဌာနများအထူးအဆောက်အဦများအင်အားများ ုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများနဲ့အခြားသောအဆောက်အဦတိစောက်ရေးလုပ်ငန်းများမှာပါဝင်တဲ့ကုမ္ပဏီများကိုပြန်လည်ဆက်သွယ်ခိုင်းနေတယ်လို့သိရပါတယ်။နေပြည်တော်စောက်တဲ့အချိန်မှာစာချုပ်တွေရှိခဲ့မှုတွေအဲ့ဒီစာချုပ်စာတမ်းတွေထဲမှာပါတဲ့မူလကကုမ္ပဏီတွေကကုမ္ပဏီဆက်လက်တည်ရှိနေသည်ဖြစ်စေမရှိတော့တာပဲဖြစ်စေဆက်သွယ်ရမှာပါ။ မဆက်သွယ်ရင်တော့နောက်ဆက်တွဲအေးအေးယူမှုတွေရှိလာနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်။နေပြည်တော်ကိုတိစောက်ခဲ့တဲ့စောက်လုပ်ရေးကုမ္ပဏီများကလည်းမင်းအောင်လိုင်ရဲ့အမိန့်ညွှန်ကြားချက်ကြောင့်အေးအေးယူခံရမှာကိုစိုးရိမ်နေကြပြီးတော့လက်ရှိကုံစင်းနှုံးနဲ့ပြိုကျသွားတဲ့အဆောက်အဦးများကိုပြန်လည်တိစောက်ခိုင်းပါကလည်း အရှုံးပေါ်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။စောက်လုပ်ရေးကုမ္ပဏီတွေဘက်ကလည်းလက်ရှိကုန်စည်နှုန်းနဲ့ပြန်ဆောက်ပေးမယ်ဆိုရင်ဘလို့မှမဖြစ်နိုင်ဘူးလေ။အရှုံးပေါ်မှာပဲညှိညှိနှိုင်းနှိုင်းမလုပ်ရင်တော့ ပြန်ဆောက်ပေးမယ်အစားထောင်ချခံရမယ်အနေအထားမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါလည်းအားလုံးစိုးရိမ်နေကြတယ်။တချို့ခရိုနီတွေဆိုရင်ညဘက်တွေအိတ်တောင်မပြောကြဘူးလို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကပြောဆိုထားပါတယ်။2006ခုနှစ်မှာအစိုးရဝန်ကြီးဌာနများကိုနေပြည်တော်ကိုအပြေးပြောင်းရွှေ့ကာ မြို့တော်အဖြစ်နဲ့တတ်မှတ်ခဲ့ပြီးတော့အဲ့ဒီအချိန်ကနေပြည်တော်ကို2 Aden Asia World Mass Myanmar IGE AR ရွှေဝါ ACE အပါအဝင် Crony Company ကြီးများကတိစောက်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ